ကဲအခုကမောင်းနေတဲ့အနေထားကဘယ်လန်းလဲဆိုတော့ဘူဂျုံအောင်ဆန်းလန်းเนาะဘူဂျုံအောင်ဆန်းလန်းကိုကျွန်တော်ဆေးရုံရှိရနေဖြတ်လာခဲ့ပြီဖြတ်လာခဲ့ပြီရှေ့ဆိုလို့ရှိရင်ရွှေတကုံဖရားလန်းရွှေတကုံဖရားလန်းညဘက်မှာငါဂျန်ရှင်စီးတီးရှိတယ်ညဘက်ပြန်သွားလို့ရှိရင်ကျွန်တော်တင်ကြီးလေးရောက်မယ်เนาะအဲ့လိုအဲ့လိုရောက်မယ်เนาะเนาะနော်ရထားလန်းလို့ပြောလို့ရောက်မယ်เนาะကျွန်တော်အခုဝန်ဝေးလန်းကြီးရဲ့ပထမဆုံးလန်းကိုကျွန်တော်မောင်းနေတာအပေါ်ဆုံးလမ်းကိုပထမဆုံးလမ်းလို့ယူညွှန်းလိုက်တာပေါ့နော် ဘူဂျိုအောင်ဆန်းလန်အောက်မှာကအနော်ရထားလန်ဟိုးအောက်မှာကမဟာဗန္ဓုလလန်ဟိုးအောက်မှာကကြတော့ကန္နာလန်ကန္နာလန်နေစပြီးတော့ကနလန်အစ်စ်နဲ့အဟောင်းနဲ့ဆိုတာနှစ်ခုရှိပါတယ်ဒီဘက်အတွင်းရောက်တဲ့ဟာဒီအဟောင်းမှာကိုဘက်မှာအစ်စ်ဆိုတာဒီကွန်တိန်နာတွေပြေးတဲ့လမ်းပါနော်ကွန်တိန်နာဘောက်စ်တွေကားတွေပြေးတယ်ပေါ့ဗျာအဲ့လမ်းပါနော်ဒါကြီးကလည်းလောက်တာမချသေးပါဘူးအဲ့အရာတစ်ခုနော်ဟုတ်ပြီဆိုတော့ဒီဘိုကျုပ်အောင်ဆန်း sorry အဲ ရှေ့ကကလပ်ပြက်လမ်းကြီးဒီရွှေတကုံဖျားလမ်းရွှေတကုံဖျားလမ်းနေစပြီးတော့ဟိုဘက်ကိုဘာတလန်းထပ်ပြီးတော့ထပ်တိုးလာလဲဆိုတော့ကုံတယ်လမ်းဆိုတာတိုးလာတယ်ကုံတယ်လမ်းเนาะရွှေတကုံဖျားလမ်းရဲ့ဒီဘက်ကျွန်တော်ရဲ့ကားအနောက်ဘက်မှာရှိအာရှိနေတဲ့နေရာမှာရွှေကုံဖျား sorry အာကုံတယ်လမ်းဆိုတာမရှိဘူးเนาะကျွန်တော်ရဲ့ကလပ်ပြက်လမ်းကြီးရဲ့ဟိုဘက်ကစပြီးတော့ကုံတယ်လမ်းဆိုတာတစ်ချောင်းထပ်တိုးလာတယ်သူကเนาะအဲ့ဒီနေရာစပြီးတော့ကုံတယ်လမ်းနဲ့ကန္တာလမ်းကဒီနေရာနေစပေါင်းသွားပြီး အဟိုးမှာတော့ကိုယ်တယ်လမ်းဆိုပြီးတော့ထပ်ပြီးတော့မြောင်ပြီးတော့တချောတချောင်းနေနဲ့ထွက်သွားတာပေါ့နော်အဲ့လေပြောချင်တာဖြစ်တယ်နောက်တစ်ခုကမျိုးတွေကလမ်းနေသည်ဒါသည်ဘုจุအောင်ဆန်းလမ်းကျွန်တော်တို့ကတော့ဟိုဘက်နောက်ဖက်မှာနေတဲ့ဆိုတဲ့တော့ကိုဘုจุအောင်ဆန်းလမ်းကိုအသွားလမ်းလို့ခေါ်ပါတယ်ကျွန်တော်အောက်ဖက်မှာထက်ရှိနေတဲ့လမ်းသည်ဘုจุအောင်ဆန်းလမ်းနဲ့အပြိုင်လမ်းကြီးဒီအနော်ရထာလမ်းအပြန်လမ်းကျွန်တော်တို့ဘက်ကိုပေါ့နော်ပြန်တဲ့လမ်းလို့ပဲခေါ်တယ် one way လမ်းပေါ့နော်ဒါတွေက ြီးလို့ရှိရင်မဟာဗန္ဓုလလမ်းမဟာဗန္ဓုလလမ်းညီလေမဟာဗန္ဓုလတရားတိကိုရောက်ပါတယ်ဒါဒီအသွားလမ်းခေါ်ပါတယ်အောက်ပါကန္နာလမ်းကန္နာလမ်းဒီ only 2ကျော်เนาะ2ကျော်ပြေးတယ်နောက်တော့ကန္နာလမ်းနဲ့ရဲကြားထဲမှာကုတ်တဲလမ်းဆိုတော့ခုနကျွန်တော်ပြောခဲ့တဲ့လမ်းတစ်ချောင်းရှိတယ်အဲ့လမ်းဒီ only အပြန်လမ်းအသွားလမ်းမဟုတ်ဘူးเนาะကျွန်တော်တို့ဘက်ကိုပြန်တဲ့လမ်းဆိုတော့တခင်မြတ်ပန်းချက်ဘက်ကိုပြန်တဲ့လမ်းပေါ့ဗျာထားပါရနော် အလိုရှိပါတယ်ဒါကတော့တခုပေါ့နောက်ပြီးလို့ရှိရင်မြို့ထဲလမ်းနေမှာဘာတွေရှိလဲဆိုတော့သူကကန့်လက်ပြက်လမ်းတွေရှိတယ်အဲ့လမ်းကြီးလေးတွေပဲထားပါတော့နော်လမ်းကြီး၅ချောင်းပေါ့လမ်းကြီး၅ချောင်းကို crossing ဖြတ်ထားတာပေါ့နော်အဲ့လိုဖြတ်ထားတဲ့လမ်းတွေရှိတယ်အဲ့မှာတက်လမ်း၂လမ်း၃လမ်း၄လမ်း၅လမ်း၆လမ်း၇လမ်း၈လမ်း၉လမ်း၁၀လမ်းအဲ့လိုတွေရှိတယ်ပေါ့နော်အဲ့အရာတွေကကျွန်တော်တို့ကန့်လက်ပြက်လမ်းတွေသူရဲ့လမ်းတွေကဘယ်လိုသွားလဲဆိုတော့တက်လမ်းဥပမာပြောတာနော်ဥပမာဆိုတော့များသောအားဖြင့်ပြောတာနော်လမ်းတိုင်းလမ်းတိုင်းတော့မမှန်ဘူးများသောအားဖြင့်တော့မှန်တယ် သူကလေစုံလန်းပြီးလို့ရှိရင်နောက်တဲ့နာမည်နဲ့လန်းတစ်ခုလာတယ်ဥမာပြောပါတော့ဗျာစက်တလန်းပြီးရင်စက်နှလန်းပေါ့စက်နှလန်းပြီးလို့ရှိရင်ဥမာဘူရွယ်လန်းဘူရွယ်လန်းလားမသိဘူးเนาะထားပါတော့ကျွန်တော်တခြားမှားကောင်းမှားနိုင်တယ်เนาะကဲထားပါတော့အဲဒီကျွန်တော်အလွတ်ပြောရတာဆိုတော့ကျွန်တော်ခါကြလို့ရှိရင်အဲ့လို error လေးကျွန်တော်မှာရှိတတ်တယ်ကဲစက်နှလန်းဆိုတာစုံလန်းနှစ်ဆိုတာစုံလန်းလေစုံလန်းပြီးလို့ရှိရင်နောက်တဲ့နာမည်နဲ့လန်းပေါ့เนาะအဲ့လိုမျိုးလာပါတယ်နောက်ပြီးလို့ရှိရင်73လန်း74လန်းလာတယ်73လန်း74လန်းပြီးလို့ရှိရင် နောက်တန်းတလန်းလာတယ်ဥမာလာတာလန်းတော့လာတာပြီဖြစ်လာတာလန်းလာမသိဘူးเนาะလာတာလာတယ်ထားထားပါတော့ပြီးလို့ရှိရင်14ပြီးလို့ရှိရင်ခုနကနာမည်နဲ့လန်းလန်းလာတယ်ပြီးလို့ရှိရင်ဘာလာလဲဆိုတော့14ပြီးတော့15လန်း16လန်းပြန်လာပြီးတော့16လန်းပြီးတဲ့ခါကျနောက်တန်းနာမည်နဲ့တလန်းလန်းထက်လာပြန်ရောသူကအဲ့လိုသွားတာပေါ့เนาะအဲ့အဲ့နာမည်နဲ့လန်းနေရဘာလဲဆိုတော့ပူရွဲလန်းတို့လာတာလန်းတို့အာအဲ့လိုတွေရှိတာပေါ့เนาะ ဘူအောင်ကျော်တို့တိမ်ပြူတို့တလားအဲ့အရာတွေပါနော်ဘူမြထွန်းတို့ဘူတထောင်တို့အဲ့လိုတွေရှိပါတယ်ဆိုတော့အကြမ်းမင်းအပြင်အဲ့လိုမျိုးလမ်းတွေကိုဖွဲ့ရတာဖြစ်ပါတယ်အကြမ်းမင်းလေးဒီမျိုးတဲ့လမ်းတွေကိုအဲ့လိုတိအောင်လုပ်ထားတယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်တိတ်ပြီးတော့အခက်ခဲရှိတာမဟုတ်ဘူးနော်မသိသေးလို့ဒါကျွန်တော်တို့တွေအရှုပ်ထွေးနေတဲ့ပုံစံလိုမျိုးလေးရှိနေတာပါအဲ့နည်းနည်းလေးအကြမ်းမင်းလေးတိသွားပြီဆိုလို့ရှိရင်သူ့ရဲ့ဟိုပါပေါ့နော် ာဇုံတွေဖွဲ့လိုက်ပြီဆိုလို့ရှိရင်လုံးဝတိတာစီပါတယ်အဲ့ဒီမှာကျွန်တော် original ထပ်ပြောစရာရှိတာကအမှဆိုလို့ရှိရင်နှစ်ခုဆိုလို့ရှိရင်28လမ်း28လမ်းဒါဒီအဝင်လမ်း one way လမ်းအဲပြီးလို့ရှိလို့ရှိရင်ဒါဆိုလို့ရှိရင်အာရွှေဘုံသာလမ်းလာ28ပြီးတော့ရွှေဘုံသာလာတယ်ရွှေဘုံသာပြီးလို့ရှိရင်ဘာလာမလဲအာ29 30ပေါ့29ဒီကျွန်တော်တို့အပိတ်ဖြစ်သွားပြီသလားဘုဇိုလမ်းအလိုက်30လမ်း30လဲအပိတ်ပဲဟိုဘက်ကလည်းဟိုဘက်ကပဲဝင်ရလိမ့်မှာဖြစ်လိမ့်မယ်ဟုတ်တယ်30ပြီးလို့ရှိရင်ဘာလာလဲ သုံးဆက်တဲ့အာသုံးဆက်တလန်းသုံးဆက်နှစ်လန်းအဝင်လန်းเนาะဘုဆုဘုဆုပတ်လန်းလာတယ်ခလားโอเคဒီမှာသုံးဆက်တလန်းအဝင်လန်းဟုတ်ပြီเนาะရှေ့မှာသုံးဆက်နှစ်လန်းအဝင်လန်းเนาะအဲ့လိုမျိုးတွားတာဖြစ်ပါတယ်ဒါလေးတွေကိုကျွန်တော်အကြမ်းမြင့် information ပေးတာပါเนาะဒါလေးသိထားဖို့လိုပါတယ်ဒါဆိုလို့ရှိရင်32လမ်းပြီးတော့ဘာလာวะလဲစူးလီဖျားလမ်းဆိုပြီးလာတယ်တလားကျွန်တော်ခုနပြောနေတဲ့အာဟိုဟာနဲ့ကိုက်ညီတယ်เนาะစုံလမ်းပြီးလို့ရေနောက်တလမ်းလာတယ် နောက်နောက်ဆုံးလမ်းပြီးလို့ရှိရင်နောက်တလမ်းလာတယ်အဲ့လိုမျိုးလာနေတာဖြစ်ပါတယ်เนาะအဲဒါလေးတွေကိုအချမ်းပြင်းသိမှဆိုရင်ရပါပြီအဲဆုံးလမ်းပြီးလို့ရှိရင်လာတယ်အဲ့နာမည်နဲ့လမ်းနေသည်ဘာလဲဆိုတော့သူဒီတူဝေးသွားလို့ရတယ်တချို့လမ်းနေသည်မှန်တယ်เนาะများသောအားဖြင့်တူဝေးသွားလို့ရပါတယ်အဲ့ဂဏန်းနဲ့လမ်းနေသည်ဝမ်ဝေးပဲသွားလို့ရတာရှိတယ်เนาะ โอเคဘုံဝင်တော်လေးရတာရှိပါတယ်အဲ့တော့အဝင်လမ်းတွေအထွက်လမ်းတွေရှိတယ်ဆိုတော့ဒါတွေကတွိုင်းတွိုင်းနဲ့မြားတွေဆိုင်းတွေကိုကျွန်တော်ကြည့်ပြီးတွားလိုက်ရင်အဆင်ပြေပါတယ်เนาะကျွန်တော်လည်းအလွတ်မရဘူးเนาะဘယ်လမ်းတော့ one way ဘယ်လမ်းတော့ two way ဆိုတော့ကျွန်တော်လည်းအလွတ်မရပါဘူးမြားတွေကြည့်တော့ပါကြည့်သွားရပါတယ်ထူးခြားတာတစ်ခုကမြို့ထဲလမ်းတွေတော်တော်များများမှာအဲ့မြားတွေရှိတယ်ဆိုင်းတွေရှိတယ်နော်ဝင်ရမယ့်လမ်းတွေဆိုမြားပြထားတယ်မဝင်ရမယ့်လမ်းတွေဆိုလို့ရှိရင်သူကဘာပြထားလဲဆိုတော့ cross ပြထားတယ်နော်အဲအဲ့လိုမျိုးပေါ့ကဲဒါဆိုလို့ရှိရင်အချမ်းမင်းအားဖြင့်အားလုံးသဘောပေါက်နားလဲလိမ့်မယ်လို့ ခင်မိပါတယ်ခင်ဗျာကျွန်တော်တက်တက်သွားမယ်ပတ်စုံတန်းကြရင်ညာ꿰ပါเนาะအားလုံးကျေးဇူးတင်ပါတယ်ဟုတ်ပြီเนาะကျေးဇူးတင်တယ်